ပြီးတော့ဒီကားထဲမှာကျွန်တော်တခါမှမလုပ်မှုသေးတဲ့ character မျိုးကိုလုပ်ခဲ့ရတာပါအဲဆိုကျွန်တော်ဒီအဲ MRD phone နဲ့အဲအလုံးမလုပ်ဖြစ်တာ၄နှစ်ကျော်ပါပြီကျွန်တော်အရင် MRD phone နဲ့လုပ်လုပ်ခဲ့ရဇာတ်ကားကြီးမှာဆိုလို့ရှိရင်ကျွန်တော်ကအဲတထေးသား data van zoo လိုမျိုးအဲတိကက်ကန်ကောင်းနေပဲလုတ်ခဲ့ရတယ်ပြီးတော့ကျွန်တော်အရင်ရိုက်ခဲ့တဲ့ဇကားကြီးမှာဆိုလည်းတိကက်ကန်ကောင်းနေပဲဒါပေမဲ့ဒီထဲမှာကျတော့တကယ်ကိုရောက်ကမနဲ့ချွေးမနဲ့ဟိုအဖွားနဲ့အမီနဲ့ကြားမှာတစားခံဖြစ်နေတဲ့ ကလေးပေါ့နော်အဲ့လိုကောင်လေးပေါ့အဲ့လိုနေရာကနေကျွန်တော်ကဟိုသူတို့အရင်ကမုန်းနေကိုကျွန်တော်ဘာမှမသိဘူးဗျာဒါမှကျွန်တော်မသိပဲကျွန်တော်ကကြားထဲမှာကြားညက်ပြီးခံရတာပေါ့နော်ဟိုဟိုရောက်လိုက်ဒီရောက်လိုက် body ဘောပုတ်ခံနေရတဲ့ကောင်လေးဖြစ်နေရပေါ့အဲ့ဆိုအဲတော်တော်ကျွန်တော်အတွက် challenge ဖြစ်ပါတယ်ဟုတ်အမုံမြင့်မှာကျွန်တော်ကပြုံးမောင်မောင်ဆိုရဲ character ညီအစ်ကိုနေပါဝင်ထားပါတယ် ကျွန်တော်အသက်ထက်ကို10နှစ်လောက်ရင်တဲ့အဲ character တစ်ခုပေါ့နော်စေကျော်တက်ဒီ16ဆက်ခွန်အရွယ် character ကနေပြီးတော့ပါဝင်ထားပါတယ်ခင်ဗျာဟုတ်နောက်တော့မတရားရှိလဲဆိုတော့ဒီကားထဲမှာပါဝင်တဲ့လူပညာရှင်တွေအကုန်လုံးကကျွန်တော်နဲ့အပြစ်မှာဆိုရင်မောင်နှမလိုနေရပါဗျာကိုနေတဲ့သူကိုဂျာလီလို့ဆိုတာတကယ်ညီကိုလိုနေရလူတွေအညီကိုလိုနေရလူမောင်နှမလိုနေရလူတွေကိုအဖေတွေခေါ်အမေတွေခေါ်ပြီးတော့ကျွန်တော်လည်းတရက်ကွက်တယ်လေကျွန်တော်တကယ်ကြီးမိအိမ်ဝဝကိုကျွန်တော်ကအန်တီခေါ်ရတာပေါ့နော်အဲ့ဒီကွက်ကကျွန်တော်ရည်စရာအမတ်တရားလေးပါဟုတ်ရှုတ်တပါဆိုရည်လေးရတယ်ဗျာလို့အာ အဘောနော်ကျွန်တော်ကအစားသူကကလေးတယောက်ဆောင်လည်းမဟုတ်ဘူးဟိုဟာပေါ့လူကြီးလည်းမဟုတ်ပြန်ဘူးဆိုတော့ဟိုဒီ16 16ခွန်အရွယ်အဲ့အဲ့ပုံစံတယောက်ဆောင်ရဆိုတော့ကျွန်တော်ဟိုအဲ့လိုပေါ့ပြင်ဆင်ရတော့အဲဒမိန်တွေပါတယ်သူချင်း hair style တွေချိန်ရတယ်ပြီးတော့အဲ့လိုအသားရည်ပါတယ်နည်းနည်းငယ်အောင်လှုပ်ရတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တိတ်တော့အထွေထူးတော့မဖြစ်ဘာဖြစ်ပါ့ဟိုပေါ့အဲဒါမဲ့တခုရှိတာအဲ့လိုကလေးမကြလူကြီးကြလောက်ရပါတော့အဲ့အတွက်နည်းနည်းတော့ challenge ဖြစ်ပါတယ် ပြီးတော့ဒီကားထဲမှာကျွန်တော်တခါမှမလုပ်မှုသေးတဲ့ character မျိုးကိုလုပ်ခဲ့ရတာပါအဲဆိုကျွန်တော်ဒီအဲ MRD phone နဲ့အဲအလုံးမလုပ်ဖြစ်တာ၄နှစ်ကျော်ပါပြီကျွန်တော်အရင် MRD phone နဲ့လုပ်လုပ်ခဲ့တဲ့ဇာတ်ကားတွေမှာဆိုလို့ရှိရင်ကျွန်တော်ကအဲတထေးသား data van zoo ပေါ့အဲ့လိုမျိုးအဲတိကကန်ကန်ကောင်းလေးပဲလုတ်ခဲ့ရတယ်ပြီးတော့ကျွန်တော်အရင်ရိုက်ခဲ့တဲ့ဇာတ်ကားမှာဆိုလည်းတိကကန်ကန်ကောင်းလေးပဲဒါပေမဲ့ဒီထဲမှာကျတော့တကယ်ကိုရောက်ကမနဲ့ချွေးမနဲ့ဖွားနဲ့အမီနဲ့ကြားမှာတစားခံဖြစ်နေတဲ့ လေးပေါ့နော်အဲ့လိုကောင်လေးပေါ့အဲ့လိုနေရာကနေကျွန်တော်ကဟိုသူတို့အရင်ကမုန်းနေကိုကျွန်တော်ဘာမှမသိဘူးဗျာဒါမှကျွန်တော်မသိပဲကျွန်တော်ကဂျားထဲမှာဂျားညက်ပြီးခံရတာပေါ့နော်ဟိုဟိုရောက်လိုက်ဒီရောက်လိုက် body work ပုတ်ခံနေရတဲ့ကောင်လေးဖြစ်နေတာပေါ့အဲ့ဆိုအဲတော်တော်ကျွန်တော်အတွက် challenge ဖြစ်ပါတယ်ပြီးတော့ shooting မှာကျွန်တော်ဒီဟိုတခါမှကျွန်တော်ခဏခဏမငိုပါဘူးဗျာကျွန်တော်ဒီကားမှာကျွန်တော်အရန်ငိုပါပါတယ်ဆယ်စင်းရှိရင်ရှစ်စင်းကကျွန်တော်ငိုရစင်းပါ ရှူတင်မှာအဆူခဲဆုံးပါဒါပေမဲ့ကျွန်တော်ကျေးဇူးရကြီးတင်ပါတယ်ကျွန်တော်ဆရာဦးသိရဲ့ဆူလို့လည်းကျွန်တော်အများကြီးဒီလိုအတွေ့အကြုံရခဲ့ရဲတူတူပါပေါ့ဟို idea အစ်စ်တွေကျွန်တော်တီးခဲ့ရတယ်ပေါ့နော်အဲ့အတွက်ဟိုကျွန်တော်ပြောပါရတယ်ပြီးတော့ဒါပရိသတ်ကိုကျွန်တော်ကြီးစုချင်တယ်ရဆိုတာတခါမှပရိသတ်မြင်မှုသေးတဲ့ character နဲ့ကျွန်တော်မြင်ရမှာပါအဲ့ကြောင့်မလို့ကျွန်တော်ပရိသတ်ကိုကြီးစုဖို့ဖိတ်ခေါ်ပါတယ်ဒီကားထဲမှာမြုပ်ွက်တွေအများကြီးပါပါတယ်ဟိုအကုန်လုံးကလည်းတခန်းနဲ့တခန်းတန်ဖို့တန်ဖို့တက်တက်တော့မှဆိုတော့အားလုံးရင်ခုန်ရမှာပါ အားပေးဖို့ဖိတ်ခေါ်ပါဟုတ်အဲဘယ်ခန်းမှာကျွန်တော်တို့ငိုကလွယ်ကူလဲဆိုတော့အဲ့ခုနကဗျာဟိုကျွန်တော်အတော်ကျွန်တော် ပြောရတယ်လေ highlight ပြရတဲ့ဗီဒီယိုမှာနေငါ့ရဲ့ตาအရင်မှုတ်ပါရဆိုတော့အပြင်မှာလည်းအဲ့တကယ်ဖြစ်ဘူးရဲ့နေနေငါ့ตาအရင်မှုတ်ဘူးအဲနေမိနေပြန်စားအဲ့လိုတကယ်ဖြစ်ဘူးရဲ့ကျွန်တော်အတော်ဗျာဒါဟိုရှိရှိတလုံးမှဖြစ်တာဗျာဒါတကယ်ဖြစ်ရမယ်ဖြစ်ရမယ် based on true story မသိလို့ရှိရင်ဒီဇက်ကြီးကကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်ဘဝယူစီးနေတယ်လို့ပဲကဲပါဟုတ်ဟိုငိုလို့လွယ်သွားတာဗျာဒါ ဖို့ဖက်ပြီးတော့ငိုပဲတကယ်ညက်ရစ်စစ်တယ်မှာကြပိုက်တာအဆရာဦးသိကအာဒီကောင်ချူလီတကူလောကဆူလီရဒီခဲကြရတကယ်ကိုရဟာတယ်ဆိုတော့တကယ်ဒီမှာဖြစ်ခဲ့တာကိုသိရမလားမုံမြစ်ကိုအားပိတ်မဲ့ပြည်သက်ဒီအလုံးပတ်စင်တနင်္လာနေ့ကနေပြီးတော့တောက်ကြနေဒီည9နာရီဟေးပလင်းနဲ့အမဒီဘက်မှာပြသမှာဖြစ်ပါတယ်စနေတနင်္လာမှာလည်းသူတို့ပြန်လည်ပြီးတော့ပြသမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီကားလေးကိုအားပိတ်ပါဒီကားလေးကကျွန်တော်ရဲ့၄နှစ်လောက်ပျောက်နေတဲ့ CV လောကနဲ့ပြန်ပြီးတော့ချိတ်ဆက်တဲ့ဖာလေးပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော် MRT ဘုံမှာပြန်မြင်ရမယ်ဖိပလီမှာလည်းမြင်ရမယ်အဲ့တော့ပြီးတော့ Twitter လည်းအသစ်ဖြစ်တယ်အဲ့တော့ပိတ်သက်အားလုံးကိုကြည့်ရှုဖိတ်ခေါ်ပါတယ်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်